အားလုံးမင်္ဂလာပါ Top Football နေပေါ်မှာပြန်လည်ကြိုတိုက်ပါတယ်ကျောကစားသမားတယောက်ကိုစောင့်ကြည့်နေရတဲ့ Game Talk ဆိုတာကပြောမှဆိုချင်အဘဘက်ကလည်းခြုံငုံမျိုးမှာကြီးစုတုံးတက်ရတယ်ပြောမှဆိုချင်ဒီကစားသမားကအနာဂတ်မှာ potential ရှိနိုင်သလားအဲ့ဒီတော့ကြောင့်မို့ဂျေမီမြောင်နံတင်လာဒါမှမဟုတ်လို့ရှိရင်ဒီကစားသမားရဲ့ character ကဘယ်လိုပုံစံမျိုးရှိတယ်လဲပရိသတ်တွေတကယ်ယူဆနေကြသလိုမျိုးပေါ့ခြေစမ်းကတကယ်ကောင်းရလားစားရတွေကိုဒီ scouting team ကလောကကျွန်တော်တို့အသေးစိတ်ကစားလိုက်ပြောမှလေးလာရတယ်ဒီနေ့ခေတ်လိုမျိုး digital ခေတ်ကြီးတဲ့မှာတို့ရှိရင် social media နဲ့တင်းချက်လက်တွေ data တွေအများကြီးရနိုင်တယ် ဲ့တော့ကစားသမားတွေနဲ့ပတ်သက်တဲ့အမြင်တွေကလည်းပြောမှသလိုရှင်ဒါတချို့အနေထားတွေကဟိုလွယ်မြောင်လဲခက်တိမ်မြောင်လဲနက်ဆိုတဲ့ပုံစံမျိုးပဲကစားသမားတယောက်ကိုမြင်တွေ့ရတာကပြောမှသလိုရှင်ဒီရေကဲကျုံကျုံလိုမျိုးပဲနောက်ကွယ်မှာတိဆိုင်တွေအများကြီးရှိတယ်အဲ့ကင်းတော့တယောက်ကအဲ့ဒီအပေါ်ကရေခဲကျုံမျိုးရဲ့အပေါ်မှာမြင်နေရတဲ့ကိစ္စလေးသေးသေးလေးကိုပဲသွားပြမှာရှားတာမျိုးပဲ ਨੇ ကျင်းအောင်စနစ်တော်ကကအဲ့ဒီရေခဲကျုံမျိုးရဲ့အောက်ချိန်မှာရှိနေတဲ့အကြီးမားကြီးကိုရှာဖွေတူးတူးလာဖြစ်ပါလေဆိုတော့ကျွန်တော်ဒီနေ့မှာပြပြပေးသွားခြင်းတာကတော့ဘာလဲဆိုတော့ ဒီဘောလုံးကင်းတော့ပြီ scouting team ကဒီကစားသမားပြားကိုဘယ်လိုမျိုးကင်းထောက်ကြတယ်လဲပါလီကိုအဓိကရှာဖွေကြတယ်လဲဆိုတော့ကျွန်တော်အနေနဲ့ပြောပြပေးတော့မှာပါလီကျွန်တော်ရဲ့ intro လေးပြလို့ရှင်စလိုက်ရ ဲ့တော့ scouting team က scout scout လုပ်မဲ့လူတယောက်ကကစားသမားတယောက်ကိုဘာအရင် scout လုပ်လဲဆိုတော့ဒီကြပြင်တော့ကစားသမားရဲ့ဇယက်ပဲ ။ဟိုပါပဲ post state bubble post state bubble ကကျွန်တော်ဒီကစားသမားကဇေယျမကောင်းဘူးဆိုလို့ရှိရင်ဒီကစားသမားတယောက်ကအဝင်လဲကန်းကိုပြဿနာတွေအများကြီးဖြစ်တည်လာစေနိုင်တယ်ဒီလိုတောင်မလို့သူ့အနေနဲ့ဒီကစားသမားတယောက်ကိုကြားနိုင်ဖို့အတွက်ဆိုလို့ရှိရင်သူကကစားသမားဇေယျကိုဦးစားပေးရလို့ပဲပြောခဲ့ဘူးလေဘလို့ရှိရင်တချို့ပိများလေးအတင်းနေဆိုလို့ရှိရင်ကစားသမားနဲ့အပြောင်းအရွှေ့ကိစ္စမပြောခင်မှာနှစ်နာရီသုံးနာရီလောက်ကိုဘောလုံးအကြောင်းမဟုတ်တာလေးစကားထိုင်ပြောတယ်အဲ့လိုစကားထိုင်ပြောပြီးတော့မှဒီကစားသမားကိုခေါ်ယူဖို့ရွေးရမှာတော့ရှိတတ်ကြတယ် ပြီးလို့ရှိရင်ဒီနောက်ထပ်တသင်းနောက်ထပ်ပုံစံမျိုးတို့လို့ပြသူတို့အသေးရဲ့ပိုင်းနဲ့ဟိုတယ်ကိုဒါသမောက်ဖိတ်ပြောပါအနာယူစရာမျိုးတွေပါလုပ်တဲ့အဲ့ဒီလိုအနာယူနေတဲ့အချိန်မှာမှဒီကစားသမားရဲ့ကိုင်းပြည့်အပြုတ်မှုတွေကိုလေ့လာပြီးတော့မှဒီကစားသမားကဇယက်ဘယ်လိုရှိတယ်လဲ character ဘယ်လိုရှိတယ်လဲဆိုတာလေ့လာတတ်ကြလိမ့်ရှိတယ်ကစားသမားတွေကဒီအချိန်လေးမှာမှတချို့တွေကဒါဟန်ဆောင်ဖားနိုင်နေတဲ့ဘာမျိုးတွေရှိတယ်ဒီတော့ကြောင့်မလို့ကျွန်တော်ဒီတချို့အသင်းတွေကဒါအဆူသုံးလောက်ကိုကျွန်တော်ဒီကစားသမားစစ်စီကနေလိုက်ထုတ်ပြီးတော့မှဒါကစားသမားအကြောင်းမေးမြန်းတာမျိုးတွေလုပ်လို့ရှိတယ် တော့ကျင်းကောင်းတစ်ယောက်ရဲ့တာဝန်ကကစားသမားတစ်ယောက်ကိုနာမည်ကြီးယုံတတ်တတ်နဲ့ဖော်ယူတာမျိုးဒါမျိုးမလုံးလိမ့်မရှိတော့ဘူးလို့ရှင်ဒီကျင်းကောင်းလောရတာအဓိကအဖြစ်တော့ဒီကစားသမားတစ်ယောက်ကဒါနာမည်ကြီးစင်ကိုတတ်တတ် promotion သူ့ရဲ့အကြောင်းကို promotion social media မှာ promotion ဆင်းထားကြတာလားဒါမှမဟုတ်လို့ရှင်တကယ်ခွင့်ပြုတင်တာလားစတာတွေကိုတေးချောင်းလုပ်ပေးရတယ်ဘောလုံးလုံးကပါ အဟောဘောင်းနာပါလဲဆိုပြန်ဘက်သူရဲ့ဝယ်တန်းဖြစ်နေတော့မှဒီလိုကိစ္စမျိုးတွေမှာစကောလင်တင်းတွေကတခုနဲ့တခုကကိုရက်တွေရှိနေကြပဲဥပမာ2014မှာတော့လေဗာပူးတင်းက AC မီလန်ကနေပြောမှာဘလော့တလီကိုခေါ်ယူခဲ့တယ်ဆိုမက်ဆီတီမှာရှိနေရုံကအလုတ်တူလုတ်ဖူးခဲ့တဲ့ဝယ်တန်းတယောက်ကိုဘလော့တလီကြောင့်မင်းမြတ်တဲ့ခါမှာဆိုချင်းဘလော့တယ်လီကဒါလီဗာပူးရဲ့စကောင်တင်ချင်းကိုသူ့အနေနဲ့ရပိုင်းပြန်ခဲ့တာပါလဲဆိုတော့ပွဲနဲ့ဖြေကိုပြောင်းလဲပေးစေနိုင်ခဲ့တဲ့သူပဲဒါပေမဲ့လို့ ဖီအားတွေအောက်မှာမကစားနိုင်ဘူးတော့ရာခိုင်နှုန်းကအရန်များတယ်ဆိုပြီးမှကျွန်တော်ဒါစာကျွင်းဆိုတဲ့ BS ပုံစံမျိုးနဲ့ပို့ပေးလိုက်တယ်တတကယ်လေလေဘာဘူးတင်းမှာဒီတိုင်းဖြစ်ခဲ့တယ်ဘလော့တယ်လီရဲ့လေဘာဘူးကတော့မှာပေါ့အောင်မြင်ခဲ့တယ်လို့ပြောလို့ချက်တယ်စိတ်ဝင်စားဖို့ကောင်းတာနောက်တစ်ခုကပါလဲကျွန်တော် manager တွေကဒီကစားသမားတယောက်ကြောင်းကိုသူတို့ကြိုက်တယ် okay ဒီကစားသမား skin တက်တယ်ဒီကစားသမားကိုတယောက်ကိုစုံလန်းချင်လို့ရှိရင်လေးပြချင်ချင်မေးမဲ့စားဒီကစားသမားရဲ့အတင်းပေါ်ဟောင်းနေတဲ့ဒီကစားသမားနဲ့အတူတူရှိကြတဲ့ဝန်ထမ်းတွေကိုလည်းမေးလို့ရှိကြတယ် ဒီဥပမာပြနေရာဒီကားမှရောက်လာရင်ဒီပြတဲ့တရားမှာကာသမတယောက်ကိုဗန်နိုင်ငံခြားသားပါရမီရှင်လေးဘာညာလို့ထင်နေကြပေမဲ့ဒီကစားသမားရဲ့အကြီးဆုံးပေါ်ပေါ်သိနေတာကဘာလဲဆိုဒီရဲ့ကစားသမားနဲ့အရင်းကြီးဆက်ဆံခဲ့မှုရဲ့ဒီအသေးမှရှိနေတဲ့ဝန်ထမ်းတွေလေဆိုတော့အဲ့တဲ့ကြောင့်လို့ဥပမာတွေကအသေးတင်းအသေးအစ်စ်အတင်းတစ်ခုကိုရောက်လာပြီဆိုရှင်ဝန်ထမ်းတွေနဲ့ရင်းနှီးချစ်ချင်မှုကဘလောက်ရေးပါလဲဆိုတော့ဒီမှာမြင်ရလိမ့်မယ်ဒါပေမဲ့ပြောမှဆိုရင်ဒါကအငြင်းရင်းတော့မန်ကန်တွေအမျိုးတော့မဟုတ်ဘူးဗျအာဒါ ACC ပြန်ပါမှာကစားသမားတယောက်ရဲ့အကြောင်းကိုဒေသစုံစမ်းပြီးမှကစားသမားအပေါ်မှာ ကမြင်နေမြင်နေလည်းရှိတယ်။သူဘောလုံးဆိုတာကဒီကြပြီးတော့အချက်လက်တွေပဲ။ဆိုတော့ဒီအချက်လက်တွေကနေပေါ်မှာကစားသမားရဲ့ဒီ performance တွေကိုသိနိုင်တယ်။ဒါပေမဲ့ queen ပြပမှာဒီကစားသမားကိုနီးပြပေးလို့ရနိုင်ပါမလားဆိုတာကတော့ဒီကစားသမားရဲ့ character ကိုသိချာပြီးမှပဲဖြစ်နိုင်လိမ့်မယ်။သူဖုန်းလေးတစ်ချက်ဆက်ဖုန်းလေးတစ်ချက်ဆက်ပြောပါ။အဲ့ငါမင်းတို့စိတ်ဝင်စားနေတယ်။အာဒီတော့ကြောင့်မင်းရဲ့ကြောင့်ငါ့ကိုပြောပြပြီးအဲ့အဲ့လိုမျိုးပြောရုံနဲ့တော့ဒီကစားသမားရဲ့ကြောင့်ဘောဘောသိနိုင်မှာမဟုတ်ဘူး။ တော့ပြောမယ်ဆိုရင်ကစားသမားတယောက်ကြောင့်စုံစမ်းတဲ့အချိန်မှာစကောင်းလင်းလုပ်တယ်ဆိုတဲ့အချိန်မှာဆိုလို့ရှင်ဒါပူပူတတလေးပြောပေးမယ်အေးချင်လည်းမလို့လောက်ဘူးပြီးလို့ရှင်ကျွန်တော်ဒီ Google ခောက်ပြီးတော့မှဒီကစားသမား skill တွေကိုထိုင်ကြည့်နေုံနဲ့စကောင်းလင်း team ကလည်းလုပ်တာမျိုးမဟုတ်ဘူးတော့ game talk တွေကပြောမယ်ဆိုရှင်ဒီကစားသမားရဲ့ social media ဘောလုံးရဲ့ပြင်ပမှာဘယ်လိုမျိုးလှရှားနေတယ်လဲပြီးလို့ရှင်ဒီကစားသမားတယောက်ရဲ့အချစ်ရရဘယ်လိုရှိတယ်လဲဒီကစားသမားရဲ့စီးပွားရေးအောင်ဘယ်လိုရှိတယ်လဲဒီကစားသမားရဲ့အိမ်ကရောဘာစီးပွားရေးရှိတယ်လဲစားရအပုံလုံးလိုက်ပြောမှကြည့်ရတယ် ပြီးရရှိဒီကတော့တော့ခေါ်ယူလို့ရှိရင်ဘလို risk တွေယူရမလဲဘလို idea တွေရှိနိုင်မလဲဆိုတော့ဆုံးဖြတ်ရတယ်။ဒါတွေကိုပြောမယ်ဆိုလို့ရှိရင်ဒါအင်္ဂလန်မှာဆိုလို့ရှိရင်ဒါ London ရဲ့စပွဲကမှ Kane Young နဲ့လို့လို့ပြီးရကိစ္စမဟုတ်ဘူး။အဲ့တော့ဒီကဘာလုံးကအဆက်တွေနဲ့ပုံမှန်နဲ့လို့ချိတ်ဆက်ပြီးမှစုံကြရတယ်။ဆိုတော့အဲ့တော့ကျွန်တော်ပြောပြနေမယ်ကင်းတော့တာဝန်ဆိုတာကဒီအတင်းတိုင်းကချိဆက်ပြီးမှလုံနေကြတယ်။ဆိုတော့နိုင်ငံလိုက်တွေကိုချိပြီးမှဒါပြောမယ်ဆိုလို့ရှိရင်အင်္ဂလန်မှာဆိုလို့ရှိရင်အင်္ဂလန်အတင်းနေမှာဆိုလို့ရှိရင်တောင်လေးတော့ဒါ river ဖြစ်တဲ့တော့မတည့်တန်ရှိကောင်းရှိတယ်လေပဲဒါပေမဲ့တကယ်တမ်းကင်းတော့ ဒီကကြတော့တုံတဲဝကိုရဲ့တွေနေရှိကြပြတော့ကိုရဲ့တွေရှိကြတယ်ဒါပေမဲ့အဲ့ကိုရဲ့တွေမှာတချို့ဒီကတော့မယုံကြည်ရတဲ့ကိုရဲ့မျိုးတွေရှိတယ်ဥမာပြတာအီတလီဘောလုံးဖွဲ့ချုပ်ကလာဝကြောင်းမှုနဲ့ကျွန်တော်ထူးနေလီကို၁၀လကစားခွင့်ပေးလိုက်တယ်သူကစေအားကစားဒရိုက်တာကိုရိုင်းတော်မှာဒီကိစ္စကိုသူတို့မသိခဲ့ကြအောင်ဆိုတာမျိုးဝန်ခံခဲ့တယ်ဇူလိုင်လမှာတော့ထူးနေလီကကျွန်တော်ဒီ PC မီလန်ကားတွေမြူကဆယ်စီကိုပြောင်းရှိတယ်ကြီးကြီးမားမားနဲ့ပြောင်းရှိတာသူမြူကဆယ်အတွက်တင်းတာမျိုးကတော်တော်လေးကြီးတယ်အီစီမီလန်ကတော့သူတို့လည်းမသိဘူးလို့ပြောတယ်ဒါပေမဲ့မြူကဆယ်ကတော့ ဒီပြောင်းရှိတ်ကင်တွေခဲ့တဲ့သူတွေကိုသူတို့အတင်းမှာကင်တွေခဲ့တဲ့သူတွေရဲ့ တွင်းပိုင်းစုံစမ်းစစ်ဆေးမှုတွေမှာပြုလုပ်ခဲ့တယ်။ဆိုတော့အရင်တော့ကပြောမယ်ဆိုလို့ရှိရင်ဒါအွန်လိုင်းလာဝတာရေးဆိုတာအရင်ပေါ်ပေါက်သေးရမဟုတ်ဘူး။အဲ့တော့ကစားသမားတွေလာကစားသွားလို့ဆိုရင်ကျင်းနောက်ကချက်ချင်းသိဘူး။ဒါပေမဲ့ဒီနေ့ခေတ်မှာတော့အဲ့လိုမဟုတ်တော့ဘူး။ဘာလဲဆိုတော့ဖုန်းတစ်လုံးနဲ့အကုန်လုံးလုံလံနေစရဲနေတာတစ်ခုမှဒီကစားသမားကိုစကောင်းတင်တင်ကဖုန်းကဘာလုံးနေပါတယ်ဆိုတော့ဘာ tracking လိုက်ဖို့ဆိုတာမလွယ်ဘူးတော့။အဲ့တော့ကင်းနောက်တွေကတည်နေစုံစမ်းရတယ်အတီလည်းပြူရတယ်အဲ့လိုပုံစံနဲ့ဒီနေ့ခေတ်မှာဆိုလို့ရှိရင်ကင်းနောက်တွေကဒါပြောမယ်ဆိုလို့ရှိရင်တော်တော်လေးကို ဟို risk များလာပြီလို့တော့ပြောလို့ရတယ်။တော့ကင်းတော့တယောက်ကလူတီများတဲ့ကစားသမားတွေကိုလေးလာတယ်။လေးလာတဲ့အချိန်မှာဆိုရင်ဒီကစားသမားက celebrity solution တော့တွဲကူရယ်။အဲဒါ celebrity ဖြစ်နေပြီပြောရမယ်ဆိုလို့ရှိရင်အရင်နာမည်ကြားနေပြီနာမည်ရနေပြီဆိုလို့ရှိရင်ကင်းတော့နင်းလေးတွဲကူရယ်။ဘာလို့လဲဆိုတော့ဒီကစားသမားရဲ့အကြောင်းလေးကဟိုတိချာတိနေတယ်။ပြီးလို့ရှိရင်ဒီ celebrity ဖြစ်ပါတယ်ဆိုတော့ကစားသမားတယောက်ကအသင်းရဲ့ဝန်ထမ်းကောင်ရောက်လာလို့ရှိရင်ဘာဖြစ်လာနိုင်လဲဆိုတော့လေဆုံးဖြတ်ချက်ချရတယ်။ဆိုတော့တကယ်လို့ celebrity မဖြစ်တဲ့ ကထာသမားတယောက်ကိုဆုံးဖြတ်ပြီးသူမရှင်တော့အချက်လက်တွေကအများကြီးပဲဆောင်းတော့ပြောခဲ့တယ်ဆိုတော့ဒီ character တွေကိုဆုံးဖြတ်လို့လို့ရှင်နောက်တစ်ခုကပါလဲဆိုတော့ကထာသမားတွေရဲ့ဒေါသထွက်လွယ်မှုတွေဒီကတင်းတော့တရားစုံစမ်းရတယ်။ဘာလဲဆိုတော့အာပြောမယ်ဆိုရင်ကထာသမားတွေကဥပမာတွေးစုတွေဆိုလို့ရှင်အဝယ်စားလဲကန်းနေမှာဆိုလို့ရှင်ဒါတွေးစုတွေတလားဆိုတော့ကိုတင်းတော့ပြီးတော့အဓိကပြီးဆုံးဖြတ်ရတယ် င်းောက်တွေကဒီကနေစုံစမ်းရတာ။ဥပမာပြသူတို့စကောင်းလေးလုပ်တဲ့ကစားသမားကဒါဘောတော့ထင်တယ်မှာဝစားလေးကနေမှာအမြင်ပေါက်ပွဲနေတဲ့သလားဆိုတော့အသေးမှရှိနေဝင်ငန်းတွေကိုချိန်တက်ပြီးမှမင်းမရရဲ့။တချို့ပြဿနာတွေကကစားသမားတွေဒဏ်ရတဲ့ခါမျိုးမှာဖြစ်တဲ့ဒါပေမဲ့ကြံတဲ့ချိန်မှာဆိုလို့ရှိရင်တော့ဒီကပင်တော့ဒါလေးဆိုးတဲ့သလားဆိုတော့ဒီကနေစုံစမ်းရတယ်။တော့ပြောမှသိရှိကင်းောက်စနစ်စတောက်တင်ဘော့ဆိုတဲ့ဟာကအချိန်ပြည့်ရတဲ့လုပ်ငန်းရှင်တွေကစားသမားတယောက်ကအကုန်ပြည့်စုံနေမှုဆိုရင်တော့မဆေးဘွက်ဆိုတာရှိသေးပြီးတော့ပရီးမီးယားလိကကစားသမားကိုဈေးကြီးပေးဝယ်ရမယ်ဆိုတာဘရာဇီးက ဒီလူငယ်ကစားသမားလေးကိုပဲစာချုပ်ထုတ်လိုက်တာမျိုးဆိုတာလည်းရှိတတ်ကြတယ်တော့ပြင်းထောက်တယ်ဆိုတာကဒါခီးရှည်ပြပြတယ်မှာအဲ့တကြောင့်မလို့တို့အနေနဲ့တက်ပိုင်ဆက်ပဲသွားတာစီလုံးကကျော်သွားလို့မရဘူးအဲ့တော့တရေနိုင်ချင်တဲ့အတွက်ကြောင့်လို့ဒါအလင်းကဇလန်းနေနဲ့ချင်းကမှုတွေလောက်တာမျိုးတွေလည်းရှိတယ်ဒါပေမဲ့အဲ့လိုမျိုးတွေကပြောမှသူတို့ရှင်းတော့ဒါစင်ကျော်ရလို့ပဲပြောလို့ရတယ်ပြုလို့ရှိရင်တပြိုင်နက်ထဲမှာပဲကိုယ့်ရဲ့သတင်းပေးရပြောရဲဟောင်းတဲ့အပြိုင်ညီညီထားလို့တော့မရပြဘူးကျင်းတော်စနေအတွက်ပုံကြစီဆိုတာကတော့ကစားသမားမို့မူတည်ပြီးတော့မှပေါင်ထောင်ငန်းကနေပေါင်ငန်းအောက်ထိဖြစ်နိုင်တယ် နောက်ထပ်ကင်းတော့လုပ်တယ်ဆိုတော့ကပါလဲဆိုတော့စိတ်ပိုင်းဆိုင်ရာဘက်ကိုပုံမူဦးစားပေးရတာအချက်အဲ့စိတ်ပိုင်းဆိုင်ရာတွေကိုဦးစားပေးပြီးပြီးစိတ်ပိုင်းဆိုင်ရာအချက်လက်တွေစာပေပြီးတော့ပြီဆိုလို့ရှိရင်ဒီကစားသမားတယောက်ရဲ့အချက်လက်တွေနဲ့ပေါင်းစပ်ရတယ်။သူကင်းတော့ကစာပေပြီးတဲ့အချက်လက်တွေနဲ့ဒီမီးစိမ်းပြောင်းမှုရရှိပြီဆိုလို့ရှိရင်အသိရတာဝရှိသူကဘာဆက်လုပ်ကြမလဲဆိုတာကိုအချက်လက်တွေနဲ့ကြည့်ပြီးစုံပြစ်ကြတယ်။ကင်းတော့တွေကသဘောကျနေကစားသမားတယောက်ကတာချက်လက်ရမကောင်းဘူးဆိုလို့ရှိရင်လည်းဒါပြောမယ်ဆိုလို့ရှိရင်ဒါခေါ်ယူဖို့တော့ဆိုလို့ရှိရင်အနည်းငယ်လေးကိုတိုင်ပတ်တတ်ကြတယ် အဲ့တော့ချုပ်ပြောရမယ်လို့ရှင်ဒီနေ့ခေတ်မှာစကောင်းတင်လုပ်တယ်ဆိုတာကဟိုးရင်ခက်တင်မှာတော့စကောင်းတင်လုပ်ခဲ့လို့မတူညီတော့ဘူးဗျကစားသမားတယောက်ရဲ့စိတ်ထားကာရက်တာတွေကိုလည်းအဓိကဆုံးဖြတ်တယ်ပြီးလို့ရှင်ဒီကစားသမားက fashion ကိုပဲစိတ်ဝင်စားနေရလားအာဒါမျိုးဒါမျိုးတကယ်ဒီကစားသမားက fashion နဲ့စိတ်ဝင်စားရဆိုလို့ Okay ဒီကစားသမားကိုဖုန်းလိုက်ပြီးတော့ကျင် marketing နဲ့ဆင်းလို့ရနိုင်တယ်အေးအဲ့လိုမျိုးတွေကစစပြောမှာစဉ်းစားလာကြတယ်ဆိုတော့သူတို့လည်းကစားသမားတယောက်ဖြစ်နေတာက personality မကောင်းလို့ရှင်လည်းဝတ်စားလဲကန်ပြဿနာတွေဖြစ်လာနိုင်တယ် ဒီတဲ့ကြောင့်ဒီကစားသမားရဲ့ personality ကိုလည်းအတွင်းကြီးရအစသွားပြမှဒီ scoping တင်းတင်တော့စုံစမ်းလာရတယ်။သူပြောမဲ့တော့ချင်းတင်းတော့ဒီကဒိုင်မျိုးပေါ်လာလုံးရ။သူတင်းတော့ဒီသဘောကြတိုင်းဒီကစားသမားတယောက်ကအောင်မြင်လားဆိုတော့မဟုတ်ပြောင်း။တင်းတော့ဒီအကျန်းသဘောကြပြမှာ float ခဲ့တဲ့ကစားသမားလည်းရှိတယ်။တင်းတော့ဒီနေနဲ့ okay average လောက်ပါပဲဆိုတော့မျိုးဆုံးဖြတ်ပြီးတော့မှတကယ်ဒေဒိတ်ကျဖြစ်နေကစားသမားနဲ့အများကြီးအရေးကြီးဆုံးအချက်ကပါလဲဆိုတော့ ဒီနေ့ခေတ်မှာကေတော့ဘုဆိုရှင်အပေါ်မှာပြောရတဲ့အချက်နဲ့တူပဲကစားသမားတယောက်ရဲ့ character စိတ်နေစိတ်ထားပြုစင်ဒီကစားသမားတယောက်ရဲ့ဒီပြပ personality ကိုအဓိကပြဆုံးဖြတ်ကြတယ်။ဆိုတော့အာဒီစိတ်ပိုင်းဆိုင်ရာ battle လို့အောင်ပြောပြရလိမ့်မယ်။ဆိုတော့စိတ်ပိုင်းဆိုင်ရာအရာဒီကစားသမားကဘယ်လိုမျိုးရှိတယ်လဲဆိုတာကိုကိုယ့်ရဲ့စိတ်နဲ့ဒီဘယ်သူတယောက်ကိုကိတ်ခတ်ဆိုတော့ကစားသမားတယောက်ရဲ့ခေါင်းထဲကိုဝင်ကြည့်လို့ကမရဘူး။ပြောချင်တာတည်းမှာသူများရဲ့ခေါင်းထဲကိုဝင်ကြည့်လို့မှဒီကောင်ကဒီကောင်ဘယ်လိုလူမျိုးပါဆိုပြီးတော့ဆုံးဖြတ်ချက်ချတာမဟုတ်ဘူးဗျ။အပြည့်အဝလက်ကြည့်ပြောမှာသူကဘယ်လိုလူမျိုးပါဆိုတော့ဆုံးဖြတ်ချက်ချတာ အဲ့လိုပြောမယ်တို့လို့ရှင်ဒါဒီကစားလုံးမတယောက်ကို scouting လုပ်တယ်ဆိုတော့ကဒီနေ့ခစ်ဒီနေ့ဘောလုံးခပ်ပါမှာတို့လို့ရှင် high high side ထဲဆောင်လို့ရှင်ပူပြမှာခက်ခဲလာခဲ့ပြီ တော်တော်ပြောခဲ့တယ်မကျွန်တော်ဒီ tunnel ရဲ့အဖြစ်အပျက်ကိုပဲတွားကြည့်တိုင်းလို့ရတယ်ဆိုတော့ scouting လုပ်တယ်ဆိုတော့ကအရင်ကကူတာမျိုးမဟုတ်တော့ဒီနေ့ခေတ်မှာဆိုလို့ရှိရင် scouting လုပ်ဖို့တော့က data တွေရောလူစင်ကတော့ data တွေရော character ပုံမျိုးမှာဒီဘုတ်တော့လိုရလာတယ်ဆိုတော့ scouting လုပ်တာကလေ current နှစ်တွေတက်စားလို့ရှိရင်ပုံမျိုးမှာ complex ဖြစ်လာတဲ့ဆိုတော့ဒီ kingdom စနစ် kingdom ပုံစံတွေကိုလည်းမြည်တွေ့လာပြီအဲ့တော့ကျွန်တော်ဒီ kingdom စနစ်တွေကလည်း အစားအသမားတယောက်ရဲ့အထူးကပြင်တော့စိတ်ပိုင်းဆိုင်ရာကိုကင်းထောက်တာဖြစ်တယ်ဆိုတော့ကိုကျွန်တော်အနေနဲ့ဒီကပြင်ပြောတင်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ပြောပြပြီးတော့တော့ကြည့်ကြပြင်တော့ကင်းထောက်စနစ်ရဲ့ပုံစံအကြောင်းကိုပြောပြပြီးတော့ပါဆိုတော့ဒီထဲမှာတော့ news နဲ့ပိုင်းဆိုင်ရာတွေအများကြီးပေါင်းနေရမှာမဟုတ်ပါဘူးဆိုတော့နိုင်ငံခြားကင်းထောက်စနစ်တွေဘယ်လိုလုပ်ကြတယ်လဲဆိုကင်းထောက်တယောက်ကဘာတွေကိုအထူးကပြင်ကင်းထောက်တာလဲစတာကိုကျွန်တော်မျိုးဒီနေ့မှာပြောပြပြီးတော့ပါဆိုတော့ကျွန်တော်တို့ဒီ top football မှာတော့ပြင်တော့ကျွန်တော်ကတော့အဓိကပဲ list တစ်ပိုင်းဆိုင်ရာဒီဝယ်တင်ဆက်တာပါဆိုတော့ကျွန်တော်နေနဲ့တစ်ခါတည်းမှာပြောပြမှာဒါမျိုးပုံစံကြီးတင်ဆက်ပေးလိမ့်ရှိပါ 这咱们只能前面给我们展开那那两步的皮高来呗，我找那一只宝马为特别嘛，比较好。